တသစ္စအတိုင်းတွေကိုသဘောကျလို့သူရဲ့ရည်ချင်းကိုထုတ်ပြဖို့ပြင်ဆင်နေပြီဆိုတဲ့ဆရာချင်းပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရီမပြောသေးတပလုံးနေနမဲကြီးခဲ့တဲ့ချင်းကေကိုခေါ်ဘနာနာကတော့အခုဆိုရင်သူ့ထက်ပိုအောင်မြင်နေကြတဲ့တသစ္စအတိုင်းတွေကိုကြည့်ပြီးအောင်မြင်အောင်ကြိုးစားတော့မှလည်းဖြစ်ပါရီချင်းကေကိုဆိုရင်မသိသူမရှိတော့တဲ့အထိနမဲကြီးပဲမဲနမဲကောင်းနေနမဲကြီးတာမဟုတ်ဘူးဆိုတာပရိသတ်လေးတို့သိကြမှာပါနော် အတန်လည်းမကောင်းတလို့အရေးချင်းလည်းမရှိပေမဲ့မြမပြီးသိနေရဲ့ဟာသားဆန်ဆန်ငပြောသည့်တလုံးကြောင့်နိုင်ငံကျော်ဆယ်လီဘွားကိုရောက်ခဲ့တာပါချိတ်ကေကတော့သူ့ရဲ့အမှုပညာကိုသူတက်နိုင်တဲ့ဘက်ကပုံဖော်နေပေမဲ့သူ့ရဲ့အတန်ကအပျော်ရင်း KTV မှာဆိုတဲ့သူတယောက်လောက်တောင်မှမကောင်းဘူးဆိုပြီးပရိသတ်တွေကဝေဖန်ကြတဲ့ဒီပါပဲချိတ်ကေကလူအများကြားမှာနမည်တချိန်ထိုးကြည့်တဲ့ဆယ်လီတယောက်ဖြစ်လာပေမဲ့အမှုပညာရေးချင်းမရှိတဲ့သူကိုပရိသတ်တွေကလူရှင်တော်တယောက်ဖြစ်တာသတ်မှတ်ထားရလေးဖြစ်ပါတယ် သူကသူ့ရဲ့ရဲ့ချင်းတွေကိုထုတ်ပြနေပေမဲ့သူလုံးလိုက်တိုင်းလွဲဖြစ်နေတာမလို့ပရိသတ်တွေတွေဟာတာပြကြတာပါခြေကိုဖြစ်ချင်တာကမြန်မာနိုင်ငံကနမေကြီးနမတဲ့ဆိုတော့ဖြစ်ချင်တာဖြစ်ပေမဲ့သူ့ရဲ့ဖက်ချင်တဲ့တွင်ပရိသတ်တွေသာပွဲသိမ်းကြတာလည်းဖြစ်ပါတယ်နိုင်ငံကျော်နံပါတ်1ဆိုတော့ဖြစ်ချင်တဲ့သူကတနခါကိုပိုးတာထူပုံစံလိမ့်ထားသလိုပစိုးကြမှာလေခုံငါလုံးထိုးထားတာကိုစတိုင်ဖြစ်မဲ့ယူထားတာပါအဲ့လိုမျိုးဘာမှမသိတဲ့ဖက်ရှင်တွေကြောင့်ပရိသတ်တွေကြောင့်မှဟာတာပြခဲ့သလို ူရဲ့လုပ်ကုန်ကိန်းပုံတွေကိုကြည့်ပြီးတော့မွေဖန်မင်းကိုမှမနေနိုင်ကြတော့တဲ့အထိပါပဲ။ချင်းကြီးကတော့အစိုးရတရားအနေနဲ့သာအောင်မြင်ချင်တာမဟုတ်ပဲအမှုပညာနယ်ပိုင်းတိုင်းမှာဘက်ဆောင်ထူးချွန်သူလေးဖြစ်ပါရည်။သူကဘက်ဆောင်ထူးချွန်တဲ့လူပညာရှင်ဖြစ်ချင်တာမလို့ဂီတာတီးတင်တယ်လို့ဂျီဂျီတီးတာကိုလည်းသင်ယူနေကြတာလေးဖြစ်ပါရည်။သင်ယူသင့်တဲ့အရာတွေကိုသင်ယူနေတယ်လို့သူရဲ့လူပညာစွမ်းရည်ဘလောက်ရှိတယ်ဆိုတာကိုအမြဲချပြလေးရှိပါရည်။ချေကေကော9မိနစ်တခါသချင်းတပုတ်ရေးပြီးတိဆိုးပြတဲ့တလို့သူ့ရဲ့စွမ်းဆောင်ရည်ကလည်းကောင်းမွန်နေဆိုတာကိုပြသချင်လို့ နှစ်ကိုယ်ခွဲသုံးကိုယ်ခွဲဇလန်လေးကိုလည်းရှိုက်ကိုတင်ဆက်နေတဲ့ဒီပါပဲအမှုပညာနဲ့ပတ်သက်ရင်မတက်တာဘာမှမရှိဘူးဆိုတာကိုပြသခြင်းလို့ကြိုးစားနေတဲ့ချင်းကေကွာအခုဆိုရင်သူ့ရဲ့အောင်မြင်မှုဘလောက်ရှိလဲဆိုတာကိုထက်မှန်ထုတ်ပြဖို့ပြင်ဆင်နေပြီလေဖြစ်ပါတယ်။သူကအခုချိန်မှာအမှုပညာဝန်ဆောင်အရေးကြီးတင်နေပြီမို့ဒိုင်တယောက်လို့ပို့စိတ်ကူနေတာပါ။အရင်ကအစိုးပြန်ဝဲတွေမှာဒိုင်လို့ဖို့ကလန်နာရီရှိပေမဲ့ဂီတာမှာတောင်မှကျိုးပနဲ့ကျိုးပါမယ်မသိတဲ့အနေထားမလို့ချင်းကေကွာကလန်ချက်ကိုညှိပေးခဲ့တာလေးဖြစ်ပါတယ်။ ။အမေကြီးနေတဲ့အချိန်မှာဆိုပြန်ဝဲမှာတိုင်လို့ပေးဖို့ဖိတ်ကြားခဲ့ပေမဲ့သူ့ရဲ့နုပညာဝန်ဆောင်ကိုသူသိတာမလို့တမိန်ညင်းပေးခဲ့တာပါ။သူအများကြီးမှဝေဖန်ခံရမှာဆိုလို့ညင်းပေးခဲ့တဲ့ချင်းကေကအခုဆိုရင်တော့နုပညာဝန်ဆောင်ပြည်ပြီလို့ယူဆတာမလို့တိုင်လို့ဖို့ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါရည်။သူကအခုလိုချက်ချင်းတိုင်ပြစ်သွားတာကတက်သေးစတိုင်တချို့ကြောင့်ပါပဲ။အနုပညာဝန်ဆောင်ပြည်တာမပြည်တာတဲ့လူအများကြောင့်မှနမဲ့ကျင်းတိုင်လို့လို့ရနေတာမလို့ချင်းကိကိုကအားကြပြီးတော့တိုင်ဖြစ်ချင်းသွားရလေးပြပါရီအစိုးပြန်ဝဲဝင်တရားပြတဲ့ခင်နာဆိုနဲ့ ။မဲမြင်ဆိုရှင်အောင်ကိုကိုတောင်မှတိုင်းဖြစ်သေးတာမလို့သူ့အနေနဲ့ဖြစ်ကိုဖျားမယ်ဆိုတဲ့စိတ်နဲ့စူးစမ်းတော့မှလည်းဖြစ်ပါရဲ့။ချိန်ကေကိုကတော့အရှင်ကမာရွေးနဲ့ခံယူချက်ကြောင့်ကဲလဲမှုတွေကိုညှင်းပယ်ခဲ့ပေမယ့်အခုကတော့ကဲလဲသူတွေရှိရင်ထိုင်လို့ဖို့ဆုံးဖြတ်ထားပြီးသူ့ရဲ့ရည်ချင်တွေကိုထုတ်ပြတော့မှလည်းဖြစ်ပါရဲ့။သူ့ရဲ့ရည်ချင်တွေဆိုရင်မြန်မာစတားနဲ့ကွက်တီပါပဲနော်။ပရိသတ်လေးတွေအပြင်းပြရအောင်ဒီအင်တာဗျူးကိုမြန်မာစတားရဲ့ဖောင်နာမြန်မာစီရှင် ဟုတ်ကဲ့ပါအခုလိုမျိုးစစ်ဝင်စားဝယ်သတင်းကြောင်းရာတွေပြင် နောက်ထပ်လည်းလူပညာရှင်တွေရဲ့စစ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်